မင်္ဂလာညချမ်းလေးပါခင်ဗျာယနေ့ညတင်ဆက်ပေးမယ့်ဇလန်းလေးကတော့စာရေးဆရာအောင်ရှမ်းမြောက်ရေးသားထားတဲ့လူသားစားသောမိန်းမဆိုတဲ့ပြလောကဇလန်းကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါဦးခင်ဗျာဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပြီးဘေးနားခေါင်းလောင်းလေးကိုနှိပ်ပြီးပို့တောင်းဆိုပါစီခင်ဗျာအဝေးပြေးလမ်းမ၌ ဗန်ကားအဖြူတစည်းအချိန်ဖြစ်တရရိပ်သွားနေတဲ့ဖေးအောင်လေးမပြောကြဘူးလားကောင်းမောင်းနေသူကြောမြစ်ကနောက်ခန်းနဲ့ထိုင်နေတော့ဖိုးထွန်းသိမ့်စော်အေးအေးတို့အားမေးလိုက်တဲ့ဟာဘလို့ပြောလိုက်တာလဲကွာပြောတာပေါ့တို့ရဲ့ပထမဆုံးခီးစဉ်လေအမတ်တရတခုလို့ပေါ့မဟုတ်ဘူးလားထိုမေးကို ဖိုးထွန်းကလှမ်းပြလိုက်တဲ့အေးအေးနှွေမြောက်ကိုပြောလားခြေကန်းနဲ့ထိုင်နေတော့နှွေမြောက်အားမေးလိုက်လေတဲ့ ပြောတာပေါ့ရှင်ဒါမျိုးကြီးတွေထွက်ကျင်ခဲ့တာကြာပြီအခုမှထွက်ရတော့တဲ့တငယ်ချင်း၅ယောက်ချောင်းသာတို့ခီးထွက်ခဲ့ခြင်းဖြစ်တဲ့အားလုံးကတက္ကသိုလ်ကျောင်းသူကျောင်းသားများဖြစ်ပြီးဖရီးယားဖြစ်တဲ့မန်လေးတက္ကသိုလ်ကျောင်းသူကျောင်းသားများဖြစ်ကြသည်ဟုသိရလေတဲ့ယခုမှကျောင်းပြီးလို့တငယ်ချင်းများဆိုပြီးချောင်းသာခီးထွက်ခြင်းပင်ဖြစ်လေတဲ့အချိန်ကည9နာရီရှိနေလေပြီတနေကုန်ကားစီးလာကြတော့တချို့ကပင်မလို့အိမ်မောကြလိပြီဟမ် အရှိမလန်ဝဲဘလန်သွားမှာလေကြော်မြင့်စိတ်တက်ကပြောကဖြည်းဖြည်းချင်းမောင်းလာလေတဲ့ကြံတဲ့လူတွေက ကားမူးလို့အိမ်မော့ကြနေတာလေကြော်မြင့်တယောက်ကကားမောင်းသူဆိုတော့အဲ့လိုမဖြစ်ချင်းကြော်မြင့်မှလမ်းမသိတာမဟုတ်အရင်ကလည်းသွားဘူးတယ်လေယခုမှညာမိုးချုပ်နေတော့ကြောင့်ရုတ်တရက်လမ်းကြောင်းဖြစ်လေတယ်လမ်းခွဲနာသူကားရောက်တော့တော်ပါသေးတယ်စိုင်းဖို့ချိန်ထားလို့ထိုးတို့ပြောပြီးဘဲဘဲလမ်းဘက်ချိုးခွေလိုက်တဲ့ ဆိုင်းပုံမှာလမ်းညွန်မှနေသည်ကိုသူမသိခဲ့ခြင်းကြံတငယ်ချင်းများကတော့တခေါခေါနဲ့အိပ်ပျော်နေကြတော့ကြော်မြစ်ဘလို့မောင်းနေသည်ကိုလည်းမသိခြင်းတဖြည်းဖြည်းမောင်းလာတော့ကားလန်းကကျန်းလာခဲ့တဲ့ကတရားလန်းမဟုတ်တော့စပီးသွားလေလေတောနဲ့တို့ရောက်လေလေဆိုတာကိုကြော်မြစ်တတိမထားမိတော့ခြင်းကားကချက်ချင်းဆိုသလို ထိုးရက်သွားတဲ့ဟာကားဘာဖြစ်တာလဲမသိဘူးပြက်ပြီးတင်နေဟေးအောင်လေထားကြထားကြကားဘာဖြစ်သွားလဲမသိတော့ဘူး နောက်ဆုံးတော့လေကြံတငယ်ချင်းများကိုနှိုးလိုက်တဲ့ဘာဖြစ်တာလဲတိမ့်စောနိုးလာရင်ပြောလေကြံတငယ်ချင်းများကလည်းအတိအသည့်နိုးလာကြလိမ့်တဲ့ခတ်တာကသူတို့မှဓမီတွေမပါစားစရာတွေမပါပါလာသည်မလဲကုန်နေပြီဖြစ်တော့လေထို့နောက်အားလုံးကကားပေါ်မှာဆင်းကဘေးပတ်ဝန်းကျင်ကိုကြည့်ကြတဲ့ဟာဟိုမှာအိမ်လုံးမီးလင်းနေတယ်ဟာငါတို့အဲ့ဒီမှာအကူကြီးတောင်းပြီးတညလောက်တဲရအောင်ဖိုးထွန်းက လက်ညှိုးထိုးရင်လှမ်းပြော့ရအားလုံးထိုးအိမ်ရှိရတော့မျက်စိတဆုံးကြည့်တော့လေဟေးဟုတ်တယ်ဟာသွားကြမေးထို့နောက်ထိုးမီးလင်းနေတဲ့အိမ်စီတို့သွားလီတော့လေတို့ဖြစ်အိမ်နာတို့ရောက်တော့ကသူတို့အားလုံးထိုးကြမှုတခုတော့ခံစားရသည်မှာမှန်ဟုတ်တယ်သူတို့အားလုံးလူသေးပုတ်စော်နဲ့လို့လို့ဝတ်တည်နဲ့လို့လို့အနံ့ရတာလေအေးအေးတောင်မှထိုးနှံ့ကိုမခံနိုင်ပဲအန်ချလီတော့လေအင်းရှင်တို့အင်းရှင်တို့ ကြောမြင့်လန့်ခေါ်ခဲ့တဲ့ထို့နောက်အတော်ကြီးတယောက်တကားလာဖွင့်ကထွက်လာခဲ့တယ်။ဘာကိစ္စရှိလို့လဲငါမောင်တို့ကျွန်တော်တို့ဒုက္ခရောက်လာလို့ပါလမ်းမှာကားပြတ်လို့ဒီမှာတညလောက်တဲခွင့်ပြုတ်ပါလို့အကူကြီးတောင်းတာပါခင်ဗျာ။ဩရပါတယ်ကွယ်လာခဲ့အထဲဝင်ခဲ့ဟုတ်ကျေးဇူးပါအတော်အဲအဲအန်ဒီအန်ဒီချိုးလို့ခွင့်ရပါပြီကွယ်ဟုတ်ကဲ့အိမ်ထဲဝင်လာခဲ့တော့တဲ့အတော်ကြီးမှအသက်၄၀ခန်းကိုခံမရတဲ့ ထိုတော်ကြီးလက်တွင်သွေးလိုလိုနီနီကြီးပေးနေသည်ကိုနှွေးမြတည်ထားမိခဲ့တယ်။ဟင်ဟဲ့အိုးထမင်းပွဲတွေပြင်ထားလို့ပါလား။အန်နီချိုမိသားစုတော်တော်များမှထင်တယ်။မဟုတ်ပါဘူး။အန်နီကတယောက်တည်းပါလူလေးကိုစားဖို့ပါ။ဟင်အားလုံးအံ့ဩသွားတဲ့ငါတို့ဒုက္ခရောက်မှာကိုသူဘလိုလုပ်ပြီးတည်တာလဲဆိုပြီးအတွေးကိုစင်းနဲ့တယောက်နဲ့တယောက်ခေါင်းတွေခါပြငုံပြကအချက်ပြကြတော့တယ်။ဘာမှစိတ်မရှိနဲ့ အန်ဒီကအကြမ်းမြင်နည်းနည်းရတယ်ကွ။အခုမင်းတို့စားစရာမရှိမှန်းသိလို့ချက်ပြုတ်ထားတာ။လာကြအတူစားကြမေး။ဒီတော့အားလုံးတန်တရားစိတ်ကင်းဝေးကဝင်ထိုင်း၍အဝါဆွဲတော်တဲ့။ကောင်းလိုက်တာအန်ဒီချိုရဲ့ဘိုက်တွေကိုတင်းလို့ဒါနဲ့ဟိုဟိုအသားကလေပူစားလို့ကောင်းတယ်နော်ဘာသာလေ။ဆက်စုပ်ပြီးသိကျင်တဲ့တင်းစော်ကမေးလိုက်တော့တဲ့။အော်ဒါလားတောထဲကကြီးသားပါ ပြုံးပြီးတော့ဒေါ်ကြီးကပြန်ပြေးလိုက်တယ် အတော်ကြီးရဲ့ပြောရင်နောက်ွယ်ကြောက်စရာအာရဏလန်းတို့ပို့မယ်ပြုံးပင်ကျွန်ုပ်စားသူထင်ရတဲ့ကောင်းလေတော့ဇဝေဇဝကဖြစ်သွားကြရတယ်လေ။အော်ဒါနဲ့အနီးအိမ်မော်ဒတ်မှာအခန်းသုံးခန်းပဲရှိတဲ့ဂရင်းကတလုံးပဲနှစ်ယောက်အိတ်စာပဲဆက်နေတယောက်ကတခန်းနဲ့အိတ်ရမှာရပါတယ်ကျွန်တော်အိတ်လိုက်မယ်ကျွန်တော်ကတယောက်တည်းလို့လည်းလက်အိတ်ရတာကြိုက်တယ်ဖိုးတွန်းကပြန်ပြောလိုက်လေတဲ့အမလီကိုလိုကြီးရဲ့ဟုတ်မှလုံအောင်ရှင် အေးကဟတိုက်ကပြောင်းပြီးပြောလေတယ်။အိမ်ကနှစ်ထပ်အိမ်တော်ပြင်တိုက်ပြတော်တော်လေးဟောင်းနေပြီဟုထင်ရတဲ့နေကင်းကြောင်ကြောင်ကြီးတယောက်တည်းနေဖို့တောင်ကြက်သိမ်းထားစရာဒီဖိုးထုံးကဒီညလူစန်းကောင်းလာလုံနေတဲ့သူ့ဖြစ်အေးအေးနဲ့နှွေမြကတက်ခန့်ကြော်မြင့်နဲ့တင်းစော်ကတက်ခန့်ဖိုးထုံးတယောက်တည်းတက်ခန့်ဖြစ်လေတဲ့ညစာလေးစပြီးစကားတွေလည်းဝိုင်းဖယ်ပြောကြပြီးတဲ့နောက်ပိုင်းအားလုံးကိုခန်းနဲ့ကိုစီတို့ပြန်အိတ်ကြလီတော့တဲ့ညတနားလောက်ဆို အားလုံးကအိမ်မော့ကြနေလိမ့်ပြီထို့စဉ်အိမ်မော့တက်တော့ညာဘက်လက်နိုင်ပစိန်ကိုင်ဘဲဘက်လက်နိုင်မိကွက်ကိုင်ကခြေတန်ဒရုံးလုံးနဲ့အတော်ကြီးတယောက်တက်လာလိမ့်တဲ့ထို့နောက်ခြေဖွားဖွားနေကရှောက်လာခဲ့ရပထမခန်းသို့ရောက်ရှိခဲ့စဉ်တကားကိုညှင်သာသာဖွင့်ပြီးတစ်ချက်ကြည့်လိုက်တဲ့အထဲမှာတော့အိမ်မော့ကြလို့ပေါ့ကြော်မြင့်နဲ့တင်းစော်ဖြစ်တဲ့ထို့နောက်အတော်ကြီးကတကားကိုပြန်ပေးလိုက်တဲ့နောက်တစ်ခန်းပြန်ဖွင့်ကြည့်တဲ့ပြီးလျင်ပြန်ပေးလိုက်တဲ့ အိမ်တကားတွေကတော်တော်ဆွေးနေ၍ဂလန်လန်းမရှိခြင်းထို့ကြောင့်လိုက်လံဖွင့်ကြည့်လေတဲ့ထို့နောက်အတော်ကြီးကနောက်ဆုံးငါခန်းကို ပြန်ဖွင့်လိုက်တဲ့အထဲမှာဖိုးတွန်းကတခေါခေါအိပ်ပြောလို့ပေါ့အတော်ကြီးကညင်သာစွာသူ့နာလျှောက်သွားကအနားရောက်တော့မိမိကင်ထားသောပစိန်ကိုမတင်ကဒုက္ခနဲ့တစ်ချက်ခုတ်လိုက်တဲ့ဖိုးတွန်းမှာအာဟုပင် အော်ကျင်မြလိုက်ချက်ချင်းခေါင်းပြတ်ကျသွားလေတော့တယ်။တာယာတော်မနက်ခင်းတို့ရောက်လာခဲ့လေရဲ့ ကြော်မြင့်တင်းစော်နှွေများအေးအေးတို့ထလာကြကအိမ်မော်တက်ကဆင်းလာခဲ့တဲ့ဟာအန်ဒီယိုတန်ရှင်းတွေလုံနေပါလားအိမ်အောက်ထက်၌တပြက်စီလဲနေသောအတော်ကိုကြော်မြင့်ကပြောလိုက်တယ်အေးအေးဟုတ်တယ်ကွယ်မင်းတို့စားဖို့မနှက်စားလဲချက်နေတော့ခဏဆောင်ကြအော်ဒါနဲ့အန်ဒီချိုဖိုးထွန်းတယောက်မတွေ့ပါလားဩသူလားမနှက်ကအစောကြီးထားပြီးဒီနာတော့ဝိုင်ငှက်ရှိတယ်ဆိုပြီးလေးခွာကင်တာထွက်သွားတယ်မနှက်စားတော့မဆောင်နဲ့လို့မှားသွားသေးတယ် ။အော်ဒီလိုလား။ဒီကောင်ကတော့ကွာ။ကျွန်တော်လိုလဲကားအရင်သွားပြင်လိုက်မယ်လေ။ပြန်လာမှစားတော့မယ်။အေးအေးလူလေးရောတဘော။တငယ်ချင်းလေးရောကားပြင်သွားတဲ့မင်းကလေးမြောက်ကလိုအပ်တာကူးလို့ရအောင်လိုက်သွားချင်းဖြစ်တယ်။အချိန်နှဲငယ်ကြတော့ကားပြင်ပြီးလို့ပြန်လာကြလိမ့်တယ်။ဟာထမင်းဝိုင်းတော်အစင်းနေမယ်။အားလုံးဝင်တိုင်းပြီးစားကြတယ်။အန်ဒီရောမစားသေးဘူးလားမစားသေးဘူးကွအန်ဒီကခဏနေကြရင်အကောင်းစားအသာစားတော့မ ။အော်ဟုတ်လား။ဒါနဲ့ဖိုးထုံးမလာသေးဘူးလား။ပြန်မလာသေးဘူး။ထို့နောက်တင်းစော်အသားဟင်းကိုနှိုက်ကြည့်တော့ခါလက်စွပ်တစ်ခွင်ပါလာခဲ့တဲ့။ဒီတခါတော့အားလုံးခေါင်းနှဘန်ကြီးသွားကြတော့လေ။ဒါဖိုးထုံးရဲ့လက်စွပ်တင်းစော်မှာစကားတောင်ပြအောင်မပြောထွက်ချင်။ဒါဆိုဒီအသားကလူသားလူသားပေါ့။အားလုံးအော့ဝင်ကမူလဲပြီးမေးသွားကြတဲ့ထိုချင်းအန်နီချိုက ဘယ်ရမလဲငါမေးစစ်ခတ်တာဟာဟာအခုတော့မင်းတို့အသာစားရုံပဲရှိရပါပေါ့ဟာဟာဟာအချိန်နှဲငယ်ကြတော့တယောက်ကို တခန်းစီ၌ကျိုးနဲ့ထန်ကုန်မှာတုတ်ချီ၍ဖန်ထားတော့တဲ့တင်းစော်နူလာတော့ကျိုးထုတ်တာတီတော့နင်တော်တော်ယုံမှာပါလားတော်ကြီးဟာဟာဟာဒီမှာလူလေးငါယုံမှာတာမဟုတ်ဘူးကြော်ဝင်းကိုတားကောင်ပြီးတော့ဘဲသူကလွတ်ပေးမှာတော့ငါအရဲ့ထို့နောက်အသားလိတဲ့ဓာကင်က တိန်းစော်ကြီးပေါင်ကိုလှိလိုက်တယ်။အာခင်ဗျာအာဟောစောရင်တော့လူလေးထုံစေးမထိုးမိလို့ဟိအသားကဖြူဖွင်းနေတာပဲ။လှေးယူလိုက်တဲ့အသားတော့ကိုဘေးနားခွက်ထန်းတိုင်းထည့်လိုက်တဲ့ထို့နောက်ရိုးစိမ့်လာသောသူတွေကိုဖန်ကွက်နဲ့ခံယူကမှော့တော့လိုက်တယ်။ဟာကောင်းလိုက်တာဒီလိုမတော့ရတာတော့ကြပြီ။ထို့နောက်မိမိကင်ထားသောဓာတ်နဲ့တိန်းစော်မျက်စိကိုထိုးထည့်လိုက်တဲ့ တော်တော်ရက်စက်တဲ့ဒေါ်ကြီးကိုပင်ထင်ရတယ်။နောက်ပြီးဓားနဲ့ဘိုက်ကို10ကောက်လောက်ထိုးထည့်လိုက်တဲ့တိမ့်စော်လေးခေါင်းငိုက်ဆိုင်ခါတီးသွားခဲ့တယ်။ထို့နောက်အတော်ကြီးကနောက်တစ်ခန်းပြန်ဝင်သွားလိမ့်တဲ့အေးအေးရှိတဲ့အခန့်ပေါ့။အေးအေးကအလွန်ညံပြည့်ရဲ့ရှိကလဲလာတဲ့သူမအမြဲတမ်းခလုံးနှိပ်ဓားလေးကင်နေကြကြောင့်သူမကိုခြိထားတဲ့ကြိုးကိုအစောတည်းကကြိုးတင်ဖြီးပြီးလေ။ယခုမှဟန်ဆောင်ပြီးထိုင်နေတာချင်းဖြစ်လေ။ နေလူစိမ့်မရှိတဲ့ဟာမှာထွေးအေးဒီလောင်လက်စိမ်ဆိုးနေလေသမီးဆိုပြီးတော့ဒါနဲ့ထိုးဖို့လက်ကိုမြောက်လိုက်ချိန်မှာအေးကလိမ့်မြန်စွာအတော်ကြီးကိုတွန်းလိုက်တဲ့အတော်ကြီးနောက်ကိုပက်လက်လန်လဲကျသွားတယ်အာအေးလက်အခက်မှာလိမ့်မြန်စွာပြစ်ထွက်လိုက်တော့တဲ့ထို့နောက်ကြံတငယ်ချင်းဖမ်းထားတဲ့ခန်းကို သွားတာကဲ့ပြီးထွက်ပြေးဖို့ကြံနေတော့ဟိုတော်ကြီးကတကားကိုပစိမ့်နဲ့ထူခွဲကနောက်ကလိုက်လာတော့တယ် ေးပြေးပြေးပြေးကြအတော်ကြီးကသူ့ကင်ထားတဲ့ပစိန်နဲ့လှမ်းပြစ်လိုက်တာအေးအေးကြောကုန်းကိုထိသွားခဲ့တဲ့ဘုတ်ကနေလဲကျသွားတယ်ကြောမြင့်နဲ့နှွေးမြပြေးငါ့ကိုဂူးမဆိုင်နေတော့အေးအေးနှွေးမြငိုပြီးရက်နေတဲ့ကြားတွေကကြောမြင့်ကတင်ဆွဲခေါ်ပြီးပြေးနေတော့တယ်အတော်ကြီးလည်းဓားကင်ဆွဲယူကသူတို့နောက်သို့လိုက်ဖို့ကြံစေအေးအေးကတော့ကြီးချောက်ကိုဖက်ဆွဲထားတော့တယ်လိုက်လို့မရအောင်ပေါ့ ထို့နောက်အတော်ကြီးကကင်ထားတဲ့ဓာတ်နဲ့အေးအေးလက်ကိုခုတ်ထည့်လိုက်တဲ့အေးအေးကလုံးဝမလို့တင်းကျပ်စွာ ဆုပ်ကင်ထားသေးတဲ့သွေးတွေလည်းမြင်မကောင်းအောင်ရိုးစည်းလိုကျလာခဲ့တဲ့တော်တော်တငယ်ချင်းကောင်းတည်တော့ပေါ့ထို့တို့ပြောက အတော်ကြီးကစိတ်မရှိတော့ပဲလေပင်းကိုခုတ်ထည့်လိုက်တဲ့အေးအေးခေါင်းပြတ်ကျသွားလိမ့်တယ်အတော်ကြီးမှကြံနှစ်ယောက်ကိုဆက်လိုက်တော့တဲ့ကြော်မြင့်တဲ့နှွေးများကကားပေါ်တော်ရောက်နေကြလိမ့်ပြီကားဆက်တို့ကပြေးမောင်းတော့တဲ့ အတော်ကြီးလဲဇွဲမလျှော့ဘူးကြီး။နောက်ကပြေးလိုက်ရတဲ့ကျောမြင့်ကောက်ကနောက်ပြန်ခေါက်ຫນွေမြကပြောလိုက်တဲ့ဘာဖြစ်လို့လဲ။ဒီဒီလိုလူကိုအရှင်မထားနိုင်ဘူးတိုက်သက်။အေးဟုတ်တယ်ဆိုပြီးကားကိုနောက်ပြန်လဲကဂီယာနံပါတ်ထက်ကအချိန်ဟုံမောင်းနေခဲ့တော့တဲ့အတော်ကြီးလဲကားသူ့ဘက်လာနေသည်ကိုသိတော့နောက်ပြန်ပြေးလိုက်တော့တဲ့ဒီတကားအတော်ကြီးမှခွေးပြေးရွယ်ပြေးလို့ရတော့တဲ့သို့တော်မမီတော့ကားမှာချိန်လာတော့ကြောင့် အတော်ကြီးအားတိုက်ကြိတ်လိုက်တော့တဲ့ဥပမာပြောရရင် ပိုးဟက်ကိုနင်းတက်လိုက်သလိုပယ်ပြားသွားတော့တယ်အတော်ကြီးဘွားစစုံသွားလိပြီး ထို့နောက်ကြော်မြင့်နဲ့နှွေးမြလေမိမိတို့မျိုးတဲသူပြန်မောင်းသွားလျော်တဲ့ငါမသေးသေးဘူးအချိန်ကည10:00နာရီရှိနေပြီးတိုတာကြကားတစီဟိုင်းဝေးလမ်းတိုင်းအချိန်ပုံမှန်ဖြစ်တရရိပ်သွားနေတယ်ရင်ကားပေါ်၌လူနှစ်ဦးပါလာတာတွေ့ရတဲ့ဟိတ်ကောင်တင်မောင် ငါတို့တော့ထောပြီကွာကြည်စမ်းရှူလက်ကောက်တွေငွေတွေနင်းတော်မဟုတ်ဘူးလှတို့မှာအဖိုးတန်ရှူတွေငွေတွေရေတော်ရင်ကားမောင်းနေသူမိမိတငယ်ချင်းတင်မောင်အားလှမ်းပြော့လိုက်တဲ့လှတို့မှာကားနောက်ခန်း၌ထိုင်နေတော့ကြောင့်တင်မောင်လည်းနောက်ကြည့်ဗတ်မှန်ပေါ်ကတဆင်းတစ်ချက်လက်ကြည့်ကအေးဟာတို့တော်ချမ်းသာပြီငါဒီသက်သက်ဒီလိုရမယ်လို့တခါမှမတွေးခဲ့ဘူးဘူးနှက်တွေကမှားစတာနေမှာအေးကွာတို့တော်ရွှေဘုံငုတ်ခင်းတယ်လို့ပဲ ရွှေမုံတွေစားတယ်မင်းသားလို့ဖြစ်ရတော့မယ်နှစ်ယောက်သားပြောဆိုကကျင်းနဲ့နေကြတယ်သူတို့ဖိုးတန်ရွှေလက်ကောက်တွေလက်စုပ်တွေငွေတွေရလာတာကဤတို့ပင်ဖြစ်လေတယ်တင်မောင်းနဲ့လာတို့သည်သူတို့၏တငယ်ချင်းကသူ့၏မင်္ဂလာဆောင်လာဖို့တော့ကြောင့်မျိုးကနေနေတော့တွားရောက်ချင်းဖြစ်တဲ့ထိုးပွဲ၌မိမိတငယ်ချင်းတွေစုံတော့အစာအသောက်တွေပါခဲ့တော့ကြောင့်ပြန်ဖို့သတိမရခဲ့ကြကြည်ညာ9နာရီထိုးတော့မှမိမိတို့ရဲ့တငယ်ချင်း တသိုးသားကိုနှုတ်စကားဟိုင်းဝေးအလန်လန်ကမိမိတို့မျိုးလေးကိုပြန်လာခဲ့ကြတယ်။ဟိုင်းဝေးလန်ကနေကားကတည်းဟိတ်သွားနေခဲ့လေတဲ့လန်ခူးလိုက်တနေရာ၌ကားတစ်စီးကြောက်တဲ့ထိုးကြနေသူကို သူတို့မလက်မကန်းကနေမြင်ရလေတဲ့ကားမောင်းသူတင်မောင်းကချက်ချင်းကားဘရိတ်ကိုနင်းကရက်လိုက်လေတဲ့ဘာဖြစ်တာလဲတင်မောင်းကားနောက်ခန်း၌ထိုင်နေသောလာတို့ကမိလိုက်တဲ့ဟိုမှာကားတစ်စီးကြောက်တဲ့မှာမောက်နေတဲ့ဟင်ဟုတ်လူလားဟုတ်တယ် ကြည့်ရတာအက်ဆီဒန့်ဖြစ်သွားတာတိတ်မကြခဲ့ဘူးထင်တယ်။လာငါတို့သွားကြည့်အောင်မတည်သေးရင်လေငါတို့ကိုညီလို့ရတာပေါ့။ငါတို့ကြောက်တယ်နော်။လာစမ်းပါငါတို့ကနှစ်ယောက်တော့သူတို့နှစ်ယောက်ကားပေါ်မှာဆင်ကကြောက်တဲ့သူကြာနေတော့ကားထံသို့ဆင်းကြည့်လေတဲ့။တွေးလဲရသည် ထိုကားနိုင်မင်းကလေးတဦးသာပါနေသူကို တွေးကြရတဲ့မင်းကလေးရဲ့လက်တွေမှာရွှေလက်ကောက်တွေလက်စွပ်တွေပြည့်နှက်နေအောင်ဝတ်ထားတာလေတွေ့ရတယ်။မင်းကလေးမှာကားအက်ဆီဒန့်ဖြစ်ခါ ြင်းထန်သောကြောင့်ပွဲချင်းပြီးတည်သွားသည်ဟုပင်ယူဆရတယ်။ဟိတ်ကောင်တွေ့လားရွှေတွေဖြစ်ပါမလားမယူကောင်းဘူးထင်တယ်။ဟာမင်းကလေအခုဆိုဘသူမှမရှိဘူးငါတို့ယူသွားပြီငါတို့ဘဝတွေပြောင်းလဲနိုင်နေကွလောဘဇောတွေတက်နေတော့တင်မောင်ကယူဖို့တိုက်တွန်းရင်နေတော့တယ်။နောက်ဆုံးနှစ်ယောက်သားတဘောတူကယူဖို့ဆုံးဖြတ်ချက်ချခဲ့ကြတယ်။ငွေအိတ်တွေလည်းပါရာကိုတွေ့ရလိမ့်တယ်။တင်မောင် ီစိန်လက်စုတ်ကဖြုံးမြဘူးဟာကြက်နေတာပဲနေနေငါဆွဲကြည့်မယ်အာအာအိုးတော်တော်မာလိုက်တာအတီဝှထားလာမသိဘူးဟာတိပြီတင်မောင်မမမိဘောင်းဝင်အိတ်ထက်ကကလုံးနဲ့ဓာတ်ကိုယူထုတ်လိုက်လေဟင်ဘာလုံးမလို့တော့ခုတ်ယူမလို့လေလာထုံးမှာစိတ်ထဲဖျားဖျားတက်ကကြောက်မိလေတော့တဲ့လောပစောတွေတက်နေတော့တင်မောင်ကထုံမလင်းလက်ကိုဓာတ်ဖြစ်ခုတ်လေးကစိန်လက်စုတ်ကိုယူလိုက်တယ် တို့ဖြင့်သူတို့နှစ်ယောက်လည်းကားလမ်းပေါ်သို့တက်ခတ်ခဲ့တဲ့မိမိတို့ယူခဲ့သောပစ္စည်းတွေကိုကားပေါ်တင်ကဟိုင်ဝေးလမ်းတိုင်းမောင်းလာခဲ့ကြတယ်။ယခုသူတို့မှတတရရဖြစ်ကားကိုမောင်းလာကကိုစိတ်ကိုကိုစီဖြစ်တွေးနေကြလေတဲ့ထို့တို့ဖြစ်ရခြင်းမှသူတို့အတွက်ကံကောင်းမှုလားကံဆိုးမှုလားဝေခွဲမရတော့ခြင်းထို့တို့လှုပ်ခြင်းမှအလွန်ပင်မားလေသည်ဟုယူဆလေတဲ့တို့ဖြစ်တိုယိုတာဟိုင်ဝေးလမ်း၌တရရိပ်သွားနေတယ်။ ဟေ့ကောင်အရှိမလူတယောက်ကားထားနေတဲ့ဘယ်မှလဲမတွေ့ဘူးကွာတင်မောင်မတွေ့တဲ့ဖြစ်ဟိုကြီးကြီးဖြစ်နေတဲ့မင်းမြင်မာတာနေမှာပါကွာ မဟုတ်ဘူးငါတိတ်ကြမြင်လိုက်တာမဟုတ်မှလို့ရောငါတို့တွေ့ခဲ့တဲ့ကားအက်ဆီဒန့်လေးကကောင်းမလားမသိဘူးဟေ့ကောင်မနှောင်းနေတော့ငါကြောက်တယ်ဟေးမင်းကြောက်နေလို့မင်းစိတ်ကမင်းကိုပြန်ချောက်နေတာပဲကိုနာကမင်းမြင်နေဟာဆိုတာမင်းမြင်မာတယ်ဆိုတာသိချတဲ့ မင်းစိတ်ကမင်းကိုပြန်ချောက်နေတာဟုတ်တယ်ငါမြင်မှတာပဲဖြစ်မှာပါတကယ်တော့လာတော့မြင်ခဲ့သည်ကားတားနေတဲ့လူတယောက်ဆိုတာအမှန်ပင်ရက်နေခဲ့တယ်တင်မောင်ကမမြင်တော့ကားမရပြေးခဲ့ဘူးလေရခုကညမာဆိုးမှသူတို့ပေါ်သို့ကြောက်ရွံ့လာဖို့အဆပြုတ်လေပြီဟုယူဆလီတော့တယ်သိမိကြခင်မှာပဲလာတော့မှ ကားတားနေတဲ့လူတယောက်ကိုထပ်တွေ့လိုက်တော့တဲ့ထို့လူမှခေါင်းဝင်ပြုတ်ကိုဝှထားလိုက်တဲ့မင်းကလေးဖြစ်တယ် သူမပခုံး၌ပတ်စံအိတ်လွှဲထားတာကို တွေ့ရတဲ့သူမပတ်စံအိတ်မှာပန်းရောင်ဖြစ်နေတယ်။သူမမှာလမ်းဘေး၌ဘေးစောင်းရက်နေ၍ညာလက်ကိုမြောက်ကကားတားနေတဲ့လှထုံးမှမြင်တော့ချက်ချင်းလက်ညှိုးထိုးကကတင်မောင်အားပြောနေတဲ့ဒီတခါတော့တင်မောင်လည်းကားတားနေသည့်သူမကိုမြင်ရတော့တယ်။ထို့ကြောင့်အနားရောက်လာတော့ကကားရှိန်ကိုချော့ကပြိနင်းလိုက်တယ်။ညီမလေးဘဲသွားမလို့လေ ကျမလမ်းကြုံလိုက်ချင်လို့ပါရှင်ရပါတယ်ဒါပဲမြင်အချိန်မတော်ညီမဒီမှာဘာလုပ်နေတာလဲအိုးအဲ့အဲ့ဒါရှင်တို့ကိစ္စမဟုတ်ပါဘူးကျမကိစ္စပါ ကျမမျိုးကိုပို့ပေးပါဟုတ်ကဲ့ရပါတယ်မင်းမိတဲ့အတွက် sorry ပါထိုးနောက်ကောင်မလေးမှာ ကားရှိခန်းတိုင်းတက်ထိုင်လိုက်နေတယ်ကြည့်ရတာကောင်မလေးကတော်တော်ဒေါသဖြစ်နေတဲ့ပုံစံဖြစ်နေတဲ့တို့ဖြစ်ကားဒီဟန်ဝင်လန်း၌ဆက်သွားနေတဲ့ခဏကြတော့ နောက်ခန်း၌ထိုင်နေသောလှထုမှထိုသို့စဉ်းစားမိလေတဲ့အချိန်မတော်ကြီးမိန်းကလေးတယောက်တည်းကားလမ်းပေါ်မှာဘာလုပ်နေကြတာလဲမဟုတ်မှလို့ရော လူရောဟုတ်ရဲ့လားလှထုထိုသို့စဉ်းစားနေစဉ်ပဲနှာခေါင်းထဲသို့အနံ့ဆိုးချက်ချင်းရလီတော့တယ်အနံ့မှာတော်တော်ဆိုးတဲ့လူတို့ပုတ်ဆောင်နှံကဲ့သို့ဖြစ်နေတယ်ဟာနားလိုက်တာတိမောင်ဘာနဲ့မှမရဘူးလားမရဘူးခါငါကမှုရတဲ့အနံ့ရလို့တော့ရနေတယ် မင်းကလေဒီလောက်နံနေတာမှုေ့တယ်တဲ့မဟုတ်ဘူးငါရနေတာကမှုေ့တဲ့အနှံကွာအနှံကလည်းဘယ်လလာမှန်းမသိဘူးစိတ်ညစ်မြမလေးကဘာနဲ့မှမရဘူးလားမင်းကလေးမှသူတို့မေးတာကိုဘာမှမဖြစ်ခတ်တည်တည်သာထိုင်နေ၍ဂယုမဆိုင်လို့သာနေနေတယ်တင်မောင်လေးဘာမှထမပြောတော့ကားကိုသာစမောင်းနေတော့တဲ့မကြမီပင်မှုေ့တဲ့အနှံရောနန်းနဲ့နဲ့ရောဘာမှမရတော့ကြီးချက်ချင်းဆိုသလို့ ပျောက်ွယ်သွားလိမ့်တဲ့ခဏကြာတော့တင်မောင်မကားမောင်းနေရင်နဘေး၌ထိုင်နေသောမိန်းကလေးကိုတစ်ချက်မျက်စောင်းထိုးကြည့်လိုက်တဲ့ဒီတစ်ခါတင်မောင်ကြောင်းလန့်သွားလိမ့်တော့တဲ့သူ့တွေ့လိုက်ရသည်ကမိန်းကလေးရဲ့မျက်နှာ၌လောက်တွေတက်နေတာကိုတွေ့လိုက်ရတယ်မျက်နှာကလည်းဖောရောက်နေသလိုဖြစ်နေတဲ့တင်မောင်ချက်ချင်းလန်းသွားကမိမိမျက်လုံးကိုလက်ဖြင့်ပို့သက်ကထပ်မံကြည့်လိုက်တော့သူမပါပြင်ပေါ်၌ဘာလောက်ကောင်းမှမတွေ့ရတော့ကြီးသူမပါပြင်၌တဏ္ဍာကားဘက်ကကြ ကွက်ကြားလေးတွေကပ်နေသူကို တွေ့လေရလေတဲ့တင်မောင်လေးအမြင်မှားတာပဲဆိုပြီးကားကိုစမောင်းကြည့်တော့တဲ့ဟိုင်းဝေးလမ်း၌တင်မောင်တို့ကားတစ်စီးသာတရရိပ်သွားနေတဲ့ပဝင်းကျင်က မောင်းဝဲပြီးတိတ်ဆိတ်လွန်းလာတယ်။တခြားကားများသွားလာခြင်းလည်းမတွေ့ရကြည့်ထို့ချိန်ကားပေါ်၌ပါလာသောမိန်းကလေးမှရုတ်တရက်ထငိုလျော့တယ်။မြမလေးဘာဖြစ်တာလဲ။မပြောချင်တော့ပါဘူးစိတ်နာလွန်းလို့ပြောပါ မြမပြောမှာကိုတို့ကကိုညီလို့ရမှာပေါ့ဒီလိုပါကိုရေညမမှာတိတ်ချရတဲ့ချစ်သူတယောက်ရှိတယ်မြမသူ့ကိုဘွားတက်မကချစ်ခရရတဲ့ဒါပေမဲ့ကညမကညမကိုမျက်နှာတော့မပေးခဲ့ဘူးလေဒီတော့ညမတို့နှစ်ယောက်ချစ်နေပါရဲ့နဲ့သူမင်္ဂလာဆောင်သွားတဲ့တဲ့င်းကိုကြားလိုက်ရတဲ့ညမအရန်ကြည်ကွေးရတယ်ဒါကြောင့်ထင်ရဆိုင်လိုက်တာပေါ့သွားကျင်တဲ့မြို့ကိုလျှောက်သွားပြီးဘီယာဝိုင်းတွေလျှောက်တော့တဲ့ တညာလုံးမူးယူခဲ့တာပေါ့ဒီလိုနဲ့မမူးနဲ့ထိုးညကားကိုမောင်းလာခဲ့တဲ့တညာနိုင်ညမမှာရှိတဲ့အဖိုးတန်ပစ္စည်းတွေလိုချင်တဲ့သူတွေနဲ့တွေ့ခဲ့တဲ့မင်းကလေးမှာထိုးသူသာပြော၍ဆက်မပြောတော့ခြင်းပြီးတော့ဘာဘာဆက်ဖြစ်လဲညီမလေးမပြောချင်တော့ပါဘူးမင်းကလေးထိုးသူသာပြော၍မိမိမျက်နှာကိုလက်ဖြင့်အုပ်လိုက်နေတယ်တေမမမင်းကလေးကိုကြည့်လိုက်တော့သူမရဲ့လက်ရွယ်ပြက်နေတယ်ကိုတွေ့လိုက်ရလေတဲ့ဟင် မြင်မလက်ကဘာဖြစ်တာလဲဒါလားမိန်းကလေးမှမျက်နှာချက်ချင်းတင်းကပြောလိုက်တော့လေဒါလားဟာဟာဟာနေလောက်တာလေဆိုပြီးထိလင့်စွာထားအော်ကတင်မောင်းဤလေပင်ကို ထားညစ်လေတော့လေမိန်းကလေးမျက်နှာမှခေါင်းတလုံးသွေးရည်နဲ့မျက်လုံးကနီးရဲ့လို့နိနိဟိုဟိုအဲ့စစ်ထံကောင်းပါလေဟုတ်တယ်နင်းတို့ကိုယ်တွေကိုမကျင်တော့ဘူးမလုံနဲ့လှတော့ငါ့ကိုကယ်ပါအောင်ဟာ ငါလက်ခဏကိုလှုံ့ရအောင်ဖြစ်နေတယ်။ဟာ။တင်မမလဲပင်းညစ်တဲ့တန်ကိုခံရင်ကားကိုထိမောင်းရလီတော့တဲ့။နောက်ဆုံးကားစီရာတိုင်းကိုထိမနိုင်တော့တဲ့ဖြစ်ကြောက်တဲ့သို့ထိုးကြသွားလီတော့တဲ့။နိုင်ခွန့်အကြမိကိုးတွေထွက်နေခဲ့စုပ်ပြတ်တက်နေတဲ့ကားပေါ်ကနေတတိရလာသူကတင်မောင်းမူးနောက်နေတဲ့မိမိနှစ်ထည်နှစ်ဖက်ကိုလက်ပြပိုးတက်ခါ။အာငါဘာဖြစ်ခဲ့တာပါလဲ။ဟာဦးသေးမ တင်းမောင်ထိန်လက်ကမိမိနဘေး၌ပါလာတော့မင်းကလေးကိုလိုက်ချလိုက်တဲ့တို့တော့မတွေ့ရတော့ကြီးနောက်ခန်းကိုကြည့်လိုက်တော့ဒံယာရီနဲ့တည်နေတဲ့မိမိတငယ်ချင်းလာတို့ကိုတွေ့လီတော့တဲ့တို့တော့တင်းမောင်မှာလောဘစိတ်ကတက်နေသေးကြတယ်ထို့ကြောင့်လာတို့ကင်ထားသောရွှေကိုလန့်ကကားပေါ်မှာထွက်ခဲ့လီတဲ့တင်းမောင်မိမိနဖူး၌ရခဲ့သည့်ဒံယာကိုပုတ်တရင်လက်တစ်ဖက်ကရွှေကိုကင်ကလမ်းပေါ်သို့ချီတက်လာခဲ့လီတဲ့ထို့ချိန်ကားလမ်းပေါ်၌ ူတို့ကားပေါ်သို့ပလာသောမိန်းကလေးနဲ့လာတို့ရက်နေသူကိုတွေ့လိုက်ရတဲ့တင်မောင်ချက်ချင်းလန့်ကနင်တို့တည်ရင်သူတို့နှစ်ယောက်မှဘာမှမပြောချင်တဖြည်းဖြည်းတင်မောင်နားသို့သာတိုးလာခဲ့လေတဲ့နင်တို့မလာကြနဲ့တော့တော်တော်ကြောက်တယ်တင်မောင်မှအနောက်ဆုတ်ရင်လမ်းမခလင်နာရောက်နေခဲ့သူကိုတတိမထားမိချေထို့ချေကားတကြီးကရှိန်ပြင်းစွာ လာကတင်မောင်ကိုဝင်တိုက်လိုက်တော့တယ်သို့တော့ တင်းမောင်းမှဘာမှဖြစ်ခဲ့ကြင်ဥပမာပြောရမယ်ဆိုရင်ကားတစ်စီးကမျိုးတွေကိုသာတိုက်လိုက်သည့်တမျိုးပေါ့ဟာငါဘာမှမဖြစ်ဘူးတင်းမောင်းမင်းရောငါရောကားမောက်ကွာတဲ့ပေသွားကြပြီလေမဟုတ်ဘူးငါမသေးသေးဘူးငါမသေးသေးဘူးနော်ငါချမ်းသာအောင်ပါဟုတ်တယ်တီရှူတွေနဲ့ငါလုတ်ချင်တာတို့ရအောင်ပါငါမသေးသေးဘူးငါသေးလို့မဖြစ်ဘူးတင်းမောင်းမမိမသေးချောင်းကိုပဲမျက်နှာစိမ့်နဲ့သာပြောနေတော့တယ်တကယ်တော့ ကားမောက်ကလေးကသူတို့နှစ်ယောက်လုံးတေးခွာခဲ့ပြီးပြီထိုချိန်လိုက်ပင်တင်မင်းတမန်လိုလိုမဲမဲရဲ့ကြီးကတင်မောက်ကိုဆွဲခေါ်သွားလိုက်တော့တယ်တင်မောက်မှာမိမိမသေးကြောင်ပဲပြော့ကဆွဲခေါ်ရတဲ့နောက်တော့တကောက်ကောက်ပါသွားလိုက်တော့တယ်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာအောင်ရှမ်းမြောက်ရေးသားထားတဲ့လူသားစားသောမိမနဲ့ငါမသေးသေးဘူးဆိုတဲ့စိတ်ဝင်စားပွဲကပြရလောကဇလံကောင်းလေးနှစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာ လန်းလေးကိုစောင့်နာထောင်ပြီးကြတဲ့အတွက်တအူးတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါရယ်ခင်ဗျာ။နောက်ရက်နောက်ရက်များမှာလေဘလို့ဇလန်းကောင်းတွေကိုပြောပြတင်ဆက်ပေးသွားမယ်ဆိုတာကို channel လေးကို subscribe လုပ်ပြီးစောင့်မျှော်အားပေးကြပါဦးနော်။